မင်္ဂလာပါခင်ဗျရန်ကုန်ခစ်တက်ကနေဒီနေ့နေ့နဲ့ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်လေစိတ်မှာစက်တင်ဘာလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲပြည်ပကိုအလဲပတ်သွားမယ်လို့ဖြေဆိုတဲ့သူအများစုကိုအထောက်အထားအပြည့်အစုံရှိတဲ့ကြားကလေရင်ပေါ်တက်ခွက်မပေးပဲလှည့်ပြန်ခိုင်းတဲ့အပြင်စစ်မှုထမ်းပတ်စင်6ခေါ်ယူမှဖြစ်တဲ့အတွက်စီမံချက်အရာယာယီတင်းကျပ်တာဖြစ်တယ်ဆိုပြီးတော့လည်းပြောသွားတယ်ဆိုပါတယ်ရှင်ကုန်တွင်ကစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှုတွေအနေနဲ့ ။တကောင်စင်းကောက်ယူတဲ့အချိန်နဲ့တာဝန်ထမ်းဆောင်ခြင်းဒီမှာတဦးတည်းသွာလာတာမျိုးမလုပ်ကြပဲ။ရဲရွာပြည်သူလုံခြုံရေးအဖွဲ့တွေနဲ့အတူစုဖွဲ့သွာလာနေထိုင်ကြဖို့ရန်ကုန်တိုင်းစစ်ကောင်စီကမှာကြကြက်ထုတ်ထားပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုဗမာဇွန်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရန်ကုန်လေစိတ်မှာစတေမလာ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲပြည်ပကိုအလဲပတ်သွားမယ်လို့ဖြေဆိုတဲ့သူအများစုကိုအထောက်အထားအပြည့်အစုံရှိတဲ့ကြားကား လင်းမောတက်ခွေမပေးပဲလှည့်ပြန်ခိုင်းတဲ့အပြင်စစ်မှုထမ်းပတ်စင်၆ခေါ်ယူမှာဖြစ်တဲ့အတွက်စီမံချက်အရာယာယီတင်းကျပ်တာဖြစ်တဲ့ဆိုပြီးတော့ပါပြောသွားတယ်လို့လေစစ်ကနေလှည့်ပြန်ခဲ့ရသူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စက်တင်ဘာလ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲထိုင်းနိုင်ငံစင်ကူနိုင်ငံအပါဝင်ပြည်ပနိုင်ငံတွေကိုထွက်ခွာကြတဲ့သူတွေတဲ့ကအကြောင်းရာမရှိပဲအလဲပတ်ပွားမယ်လို့ဖြစ်ဆိုတဲ့သူအများစုကိုရန်ကုန်လေစစ်မှာလေရင်ပေါ်တက်ခွေမပေးပဲအထောက်အထားအပြည့်အစုံပါတဲ့ကြားက လှည့်ပြန်ခိုင်းနေဆိုပါတယ်အဲ့ဒီလိုလှည့်ပြန်ခိုင်းရမှာလေလက်ရှိစစ်မှုထမ်းအပစင်6ခေါ်ယူဖို့ရှိတဲ့အတွက်စီမံချက်ရှိလို့ခဏတင်းကျပ်တာပါဆိုပြီးတော့သာပြောပြီးတော့လေစိတ်ကနေထွက်ခွင့်မပေးဘူးလို့မနေ့ကလေစိတ်ကနေလှည့်ပြန်ခဲ့ရသူအသက်25နှစ်အရွယ်အမျိုးသားတဦးကပြောထားပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့ဈေးတော်ကူဖို့အထောက်အထားပြနိုင်တဲ့သူတွေတင်မွန်သားတွေစီးပွားရေးကိစ္စဆာဗစ်ဆာဒန်ပြနိုင်သူတွေ ਨੇ လေစိတ်အဖွဲ့တွေလက်ငွေယူတဲ့ VIP service ကိုချိတ်ဆက်ထားသူတွေကတော့ မနေ့ကတရထဲမှာပဲထွက်ခွင့်ရသွားကြပြီတမန်အလဲပတ်သွားမယ်လို့ဖြေတဲ့သူအများစုကတော့စင်မူထန်းအပတ်စဉ်6ခေါ်ယူဖို့ရှိတဲ့အတွက်စီမံချက်အရာတင်းကျပ်ပိတ်ပင်နေတာဖြစ်တယ်လို့လဲလေးစိတ်သတင်းရင်းမြစ်တချို့ကရန်ကုန်ခေတ်တက်ကိုပြောထားပါလိမ့်ခင်တဖက်မှာတော့ရန်ကုန်တိုင်းတွင်းကစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရင်းမှုတွေအနေနဲ့တကောင်စင်းကောက်ယူတဲ့အချိန်နဲ့တာဝန်ထမ်းဆောင်ခြင်းတွေမှာတူတယ်သွာလာတာမျိုးမလုပ်ကြပဲ ရက်ရွာပြည်သူလုံခြုံရေးအဖွဲ့တွေနဲ့အတူစုဖွဲ့သွာလာနေထိုင်ကြဖို့ရန်ကုန်တိုင်းစစ်ကောင်စီကမှားအကြက်ထုတ်ထားပြတယ်လို့သိရပါတယ်စနေမလ20ရက်နေ့ကပဲဒဂုံမြို့တဲတောင်ပိုင်းတရားခွန်ရက်ွက်အုပ်ချုပ်ရေးမှူးကြီးထွန်းတဲ့ယာယီမှုဆွေမြင့်အောင်တို့ပြစ်ခတ်ခံရပြီးသေကုန်ကြပြီးတဲ့နောက်မှာပဲနန်းစီရန်ဝန်ထမ်းတွေဒဂုံစင်းနဲ့ရွေးကောက်ပွဲမဲစင်ကောက်ယူတဲ့သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်မယ်ဆိုတဲ့ကြေညာချက်တွေထွက်ပေါ်လာတဲ့အတွက်ရန်ကုန်တိုင်းစစ်ကောင်စီက သူတို့ရဲ့ရဲ့ချင်းအုပ်ချုပ်ရေးမှုတွေကိုတတိထားနေထိုင်ဖို့ကြီးညာချက်ထွက်လာတာဖြစ်တယ်လို့သိရပါတယ်။တရှိရန်ကုန်တိုင်းအတွင်းမှာရှိတဲ့အုပ်ကြီးတွေအားလုံးကိုဒကောင်စင်းကောက်ယူတဲ့အချိန်နဲ့တာဝန်ထမ်းဆောင်ခြင်းတွေမှာတဦးတည်းသွာလာတာမျိုးမလုပ်ကြပဲသူတို့အခုအစ်စ်ဖွဲ့ထားတဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေနဲ့သွားကြဖို့လပိဆိုင်ထိုင်တာတွေဘီယာဆိုင်ထိုင်တာတွေလည်းမပြုတ်လုံကြဖို့မသိငါဘွေရအခြေအနေတွေကြုံလာရင်လေတက်ဆိုင်ရာရက်တပ်ဖွဲ့တွေကိုအခုကြီးတောင်းဖို့တွေကိုပါရန်ကုန်တိုင်းစစ်ကောင်စီကမှားကြကြထုတ်ပြန်ထားတယ်လို့သိရပါတယ်ခင်ဗျ ဖက်မှာတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာအချမ်းဖက်စကောင်းစီအတွက်ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ဂျိုးပင်စကန်းရွာယာအိမ်မှုတိမ့်ဥဆိုတဲ့သူကိုပြစ်ခတ်ရှင်းလင်းခံရပြီးနေရမာတင်ပွဲချင်းပြီးကိုသိသွားတဲ့အပြင်တနက်တလက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့ PDF တရင်38တုံညာနဲ့တာဝန်ခံရဲဘော်ဒူရကရန်ကုန်ခေတ်တိကိုပြောပါတယ်စက်တင်ဘာလ24ရက်နေ့ကပဲဂျိုးပင်ကောင်းမြို့နယ်မှာပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ဂျိုးပင်စကန်းရွာယာအိမ်မှုတိမ့်ဥဆိုတဲ့သူကို ော်လိုင်းရဘော်တွေကပြစ်ခတ်ရှင်းနေရမှာနေရာမှာတင်ပွဲချင်းပြီးကိုသိေသွားတယ်ဆိုပါလေအဲ့ဒီနောက်ရိုင်မှုတိုင်းဦးစီကနေသူကင်ထားတဲ့လေတနက်တလက်ကိုပါတော်လိုင်းတက်တွေကတိန်းစီရရှိခဲ့ပြီအဲ့ဒီတိုင်းဦးဆိုတဲ့သူဟာအကျံဖက်စစ်တဲ့အတွက်ဒေတာကန်ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေမတရားငွေညှစ်တောင်းရန်တာတွေအကြီးကျယ်လုပ်နေတဲ့အပြင်စစ်တပ်အားကိုနေလေတနက်ကင်ပြီးပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်နေသူဖြစ်တယ်လို့ အခုတော့သေပြီလို့ PDF တရင်383ညနှစ်တာဝန်ခံရဲဘော်ဒုရကပြောထားပါလိမ့်ခင်ဗျာတစ်ဖက်မှာလေမကွေးတိုင်းပွင့်ဖြူမြို့နယ်အတွင်းမှာအကြံဖက်စကောင်းစီရဲ့သကောင်စင်းကောက်ယူမှုတွေကိုလိုက်ပါလုတ်ဆောင်နေတဲ့သူတွေမှန်သမျှတိတိရောက်ရောက်ရဲယူသွားမှာဖြစ်တယ်လို့ပွင့်ဖြူမြို့နယ်ပကပတာဝန်ခံကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိတိုင်းပြည်ရဲ့အာဏာကိုပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရစီကနေမတရားလုယူပြီး ပြည်သူတွေကိုပါအကြမ်းဖက်တပ်ဖြတ်နေတဲ့စစ်ရာဇဝတ်မှုကျူးလွန်နေသူအကြမ်းဖက်စစ်အုပ်စုကပြုတ်လုံမဲ့အယောင်ပြရွေးကောက်ပွဲအတွက်တကောင်စင်းကောက်ယူမှုတွေကိုလုံးဝလုံးဝလက်ခံမှာမဟုတ်ဘူးလို့ပွင့်ဖြူမြို့နယ်ပကပအဖွဲ့ကပြောထားပါတယ်။အဲ့ဒီအတွက်မကွေးတိုင်းပွင့်ဖြူမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့တကောင်စင်းကောက်ယူမှုတွေကိုလိုက်ပါလှုပ်ဆောင်နေတဲ့သူတွေမှန်သမျှဒေါ်လန်ရေးအင်အားစုတွေကစောင့်ကြည့်နေပြီး လက်ရှိအုပ်ချုပ်ရေးမှူးတွေကိုယ်တိုင်ကပါအော်တိုဘာလ၂ရက်နေ့မှာသကောင်းဇင်းလိုက်ကောက်မယ်ဆိုပြီးအတိပေးထတာမျိုးတွေရှိတဲ့အကြောင်းတွေကိုလည်းသိထားရသလိုအဲဒီလိုအချမ်းဖက်ဆဲအစုအတွက်ပူပေါင်းလှုပ်ဆောင်နေသူအားလုံးကိုတော့တိတိယောက်ယောက်ရေးယူသွားမှာဖြစ်တယ်လို့ပွင့်ဖြူမြို့နယ်ပက္ခပတာဝန်ငယ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ပဲခူးတိုင်းရေတားရှိမြို့နယ်ရွာတိချေးရွာမှာတက်ဆွဲထားတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းအီးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုအတွင်း စေကောင်းစီတက်သား၅ဦးကတော့အတိတိတေကုန်ကြပြီလို့ကီကူစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရင်ကုန်ခစ်တွေကိုပြောပါတယ်စတင်မလ23ရက်နေ့ကပဲရေတရှိမျိုးကစစ်တောင်းမြစ်အရှိချမ်းရွာတိကျေးရွာမှာလေးလကြော်ကြာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒေါ်လာအေးပူပေါင်းတပ်တွေက drone စစ်စင်ရေးအပါဝင်မြေပြင်ကပါဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်ကဒရုန်းပုံထိတဲ့သူတွေရော့ ြစ်ခတ်မှုတွေအတွင်းမှာပါစေသား၅ဦးကတော့အသီးသီးသိကုံကြတဲ့အပြင်နောက်ထပ်၁၀ဦးဝင်းကျင်လဲဒဏ်ရာတွေရသွားကြတယ်လို့ကိကုစစ်ကြောင်းရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ